ားလုံးပဲမင်္ဂလာပါမိုးလဝသသတင်း channel လေးမှာကြိုဆိုလိုက်ပါရရှင်2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ယနေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွားကြမြားရာလပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောအောက်ကောင်းသောအပူပိုင်းမုန်တိုင်းဘူလွိုင်းသည်ယနေ့တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိခဲ့ပြီးတိုင်ဖုန်းမုန်တိုင်းအဖြစ်အောက်ကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည် ထိုမှတစဉ်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားက28ရက်ကိုလာ2025ရက်နေ့ညပိုင်းတွင်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင်းဒေသများကိုပြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါတယ်ရှင်။လန်ချောင်းခမန်းချက်အရာအပူပိုင်းမုန်တိုင်းဘူးလွိုင်းသည်ဘီလန်ကန်းချီကိုဖျက်ကျော်ဝင်ရောက်ပြီးနောက်လာအိုနိုင်ငံနှင့်မြန်မာနိုင်ငံရှမ်းပြည်နယ်ရှိပိုင်းမြောက်ပိုင်းတို့သို့ပြည်အားနဲ့ရဝန်အဖြစ်ဆက်လက်ရွေးရှားရောက်ရှိနိုင်ကြောင်းတွေ့ရပါတယ်မြန်မာနိုင်ငံနယ်နိမိတ်ရှမ်းပြည်နယ်ရှိပိုင်းတို့လီဘီယာနဲ့ရဝန်အဖြစ်ဝင်ရောက်စဉ် လေတိုင်းလုံးရောက်ကြပြီးရှမ်းပြည်နယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့တွင်မိုးသက်ထန်နိုင်ပြီး58နာရီအတွင်းမိုးရေစိမ်းလေးလက်မမှ6လက်မခန့်ထိရွာသွန်းနိုင်ပါတယ်။တောင်ထူတတိဒေသများတွင် တောင်ပြိုမြေပြိုချင်းနှင့်အေယာဝတီမြဝကျွန်းပေါ်ဒေသမြေပြတ်ဆိုင်ခင်းများတွင် ရေကြီးနိုင်ရေလွှမ်းနိုင်ပါတယ်ရှင်။ အပူပိုင်းမုံနိုင်ဘူးအလွိုင်းဤအရှိန်သက်ရောက်မှုများကြောင့်စက်တင်ဘာ29ရက်နေ့30ရက်တွေမှာပြလပြလေတိုက်နှုန်းတနာဤမိုင်30ခန်းနဲ့လှိုင်းမြေ10ပေခန်းထိရှိနိုင်ပါတယ်။အေယာဝတီကန်းဒီပြလပြမှာပြလပြရေလုံသားများမုံတနည်းလိုက်ကန်းဦးရန်တစ်လျှောက်မှာရေလုံသားများအသည်သတိဖြင့်ကန်းပြန်ဝင်ခြင်းလုံလောက်စွာရရှိနိုင်ရန် ကြိုတင်သတိပေးလိုက်ပါတယ်ရှင်။မြန်မာနိုင်ငံအတွင်းနေရာအနှံ့ပြမိုးတက်ထန်နိုင်ပြီး 48နှစ်အတွင်းမိုးရေချိန်လေးလက်မမှာ6လက်မခန့်ထိရွာသွန်းနိုင်ပါတယ်တူတင်ခမန်းချက်များဖြစ်တဲ့အတွက်ပြောင်းလဲမှုရှိနိုင်သည်များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားပါမယ်လို့ပြောကြရင်ယနေ့မိုးလေဝသတရင်တင်ဆက်ခြင်းစီစဉ်ကိုဒီဒီမဲ့ရနာလိုက်ရပါရဲ့ရှင်